မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်စေအုပ်စုဘုံကျဲတပ်ဖြတ်နေမှုများချက်ချင်းရတောင်းနိုင်ငံတကာအစိုးရများမဖြစ်မနေလုံဆောင်ဖို့ GFN တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စေအုပ်စုရဲ့ဘုံကျဲတပ်ဖြတ်နေမှုတွေချက်ချင်းရတောင်းနိုင်ငံတကာအစိုးရများအနေနဲ့မဖြစ်မနေလုံဆောင်ဖို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ် စစ်ကောင်စီတပ်ကဖျံအပြင်းငလင်ကြောင့်အတိဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုဆက်လက်ပုံကျဲတိုက်ခိုက်တပ်ဖြတ်နေစေဖြစ်ပြီးစေအုပ်စုရဲ့အကြံဖတ်တိုက်ခိုက်မှုတွေရတံပုံနဲ့အပြစ်မဲ့ပြည်သူအသက်တွေကိုကယ်တင်ဖို့အတွက်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွေအရေးတကြီးလိုအပ်နေပြီဖြစ်တယ်လို့ Justice for Myanmar ကဆိုပါတယ်ပထဝီမြေကြီးကတုံခါနေပြီးကောင်းကင်ကဘုံမိုးတွေရွာချနေရဲ့လို့ Justice for Myanmar ကဆိုပါတယ်ကလင်းပြည်အတွက်အရေးပေါ်ကုညီကိစ္စလေးလှုပ်ဆောင်မယ့်အစားမြန်မာပြည်သူတို့ကစေအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကိုခံနေရတာဖြစ်ပါတယ်။ မလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလေးကြောင့်ကေဆေးအင်းနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းများအရှိန်မြင့်ဆောင်ရွက်နိုင်ဖို့နဲ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီး AB နှစ်ရက်မှ22ရက်နေ့အထိနိုင်ငံတော်ယာယီအဖြစ်ရကြောင်းစစ်ကောင်စီကပထမကြိမ်ထုတ်ပြန်ပြီးရနောက် AB 23ရက်မှ30ရက်နေ့အထိထပ်မံတက်တန်းတူချောင်းကျင်းညာခဲ့တော့လဲအဲ့ဒီအဖြစ်ရကာလာတရှောင်းလေးချောင်းလက်နက်ကြီးနဲ့ပြက်ခတ်မှုလို့ကိုကျူးလွန်နေရရှိပါတယ် ဘလောင်ထီအောင်ကျူးလွန်နေတယ်လဲဆိုတော့ငလင်ထီထားတဲ့ဒေသတွေတောင်မချမ်းပဲစစ်တပ်ကတိုက်ခိုက်နေတာအလုံးမြင့်မြင်ပါပဲဒါကိုနိုင်ငံတကာကအမြင်နဲ့ဒါပေမဲ့ရင်ကုန်နှုတ်ပိမတိကျအောင်စောင့်နေကြတယ်လို့မုံရွာချေဆိုင်နိုင်ငံရေးတက်ကြွလှူရှာသူတောက်ကသတင်းဌာနကိုပြောပါရီ စကိုင်းငလင်ကြီးလောက်ခတ်ခဲ့တဲ့မလ28ရက်မှ AP 29ရက်ထိစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးနဲ့တိုက်ခိုက်မှုစုစုပေါင်း403ကြိမ်ရှိပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့်ပြစ်မဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့ဝင်309ဦးထပ်မံတေဆုံးကတန်ရာရသူ636ဦးရှိကြောင်းသတင်းဌာနရဲ့စစ်တမ်းတွေကဆိုပါတယ် စစ်ကောင်စီကအပြစ်ခံရဲစဲကြောင့်တရားဝင်ကြီးညာပြီးရနောက်ပုံကျင်းကျင်တိုင်းကျင်းနေတာကနိုင်ငံတကာအပိုင်းဝိုင်းကိုလည်းစော်ကားတာဖြစ်ပြီးနိုင်ငံတကာကလည်းအဲ့ဒီလိုစော်ကားခံရခြင်းပေါ်မသိကြအောင်ဆောင်နေကြောင်း၎င်းကဆိုပါရီတရုတ်ဆိုရင် နိုင်ငံကြီးတနိုင်ငံရင်ဂုံတိတ်ခါကင်းမဲ့စွာနဲ့စစ်ကောင်စီဘက်ကနေပြောင်ရက်တီပြရဲစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုနိုင်ငံတကာရဲ့စူးစီးအင်အားနဲ့သာဖျက်ပြနိုင်မယ်လို့၎င်းကဆက်လက်ပြောဆိုပါရီနိုင်ငံရေးဆောင်မရှင်ဆရာနောင်ဘိုကတော့အဖွဲ့အစည်းတည်းရဲ့အပြည့်ရဲ့ညညာချက်တွေကညညာချက်တသက်လို့ဖြစ်နေကြောင်းလဲဆိုပါတယ် စစ်တပ်ကလည်းလေကြောင်းရောမြေပြင်ရောတိုက်ခိုက်မှုတွေရှိနေတာပဲ NUG PDF တွေရော EAW တွေကလည်းတိုက်ခိုက်မှုတွေဆက်လုပ်နေတာပါပဲအဲဒီတော့ဟန်ပြကြီးညာတာပဲလို့မြင်ပါတယ်တကယ်အဖြစ်ရလို့လည်းဆန္ဒတော့မရှိဘူးလို့ဆရာနောင်ဘူကပြောပါတယ်ငလင်ဘေးတဲ့ကာလမှာပဲစစ်ကောင်စီတပ်ရဲ့အပြင်းအထန်လေကြောင်းတိုက်ခိုက်မှုတွေအပေါ်အာဆီယံအနေနဲ့ပွင့်ပွင့်လင်းလင်းထုတ်ပေါ်ဝေဖန်သင့်ပြီလို့ရန်ကုန်ခြေဆိုင်နိုင်ငံရေးအကျဉ်းသားဟောင်းတအုပ်ကဆိုပါတယ်မလေးရှားဝန်ကြီးချုပ်ကမင်းအောင်လိုင်းနဲ့ဘန်ကောက်မှာတွေ့တော့အပြစ်ခံရဲစဲမှာငလင်ဘေးထိထိရောက်ရောက်အကူအညီပေးနိုင်မယ်ဆိုပြီးပြောခဲ့တယ် ေမင်းအောင်လိုင်ကအပြစ်မရဖို့အဖက်မလုပ်ဘူးဆိုတဲ့သဘောပဲလို့လကောင်ကပြောပါရယ် AP 19ရက်မှာထိုင်းဝင်ကြီးချုပ်အောင်တက်ဆင်ရှင်နာဝိုင်းရခီစင်ရလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားဝင်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့မင်းအောင်လိုင်တို့ဖန်ကောင်းမြို့မှာတွေ့ဆုံခဲ့ပါရယ်အနာဒင်းကောင်းဆောင်ပြပခီးစင်မှာအတုံးပြူတဲ့လေရင်ကိုစက်ကောင်စီကအပိသက်ဝယ်ယူမယ်ဆိုတဲ့အကြောင်းဆက်လက်တင်ဆက်ပေးပါမယ်။ ရွေးကောက်ခံရတအစိုးရကပြည်သူများတဘာဝပင်းကြုံရင်ကင်ဆယ်ဖို့ရဟန်းရင်ဝင်ခဲ့တယ်ဆိုတာကိုခေါင်းဆောင်များကိုစေအောင်စုကအာဂရိမှုနဲ့တရားဆွဲပြီးမင်းအောင်လိုင်းအတွက်တော့လင်းရင်ဝဲချင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီလင်းရင်ကိုအပိသက်ဝယ်ယူဖို့စစ်ကောင်စီကအခွန်ကွင်းလွှတ်ခွင့်ပြန်ပေးရလို့သိရပါဗျ။ နိုင်ငံတဘာဝဘေးကိစ္စရများလောက်ဆောင်ရမှာအတုံးပြုဖို့ရဟန်းရင်၅ရက်နဲ့ကိစ္စနဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုထောင်နဲ့၅နှစ်ထိချမှတ်နိုင်ခဲ့တဲ့အာဂရီပုံမှန်နဲ့တရားစွဲထားတဲ့စကောက်ဆောင်မင်းအောင်လိုင်ကပြီးခဲ့တဲ့ပြည်ပခီးစင်မှာအတုံးပြုတဲ့ Airbus XYALK ၄ညင်ကို၎င်းသွားလာရမှာအတုံးပြုဖို့စစ်ကောင်စီဖွဲ့ကအပြီးသက်ဝင်ယူလိုက်ပါတယ်အဆိုပါလျင်က American Company Aviation Capital ကရုထံမှပြန်လျှောအကောက်ကွန်စနစ်နဲ့ငားရဲတင်သွင်းထားပြီး Airbus အမျိုးအစား A319 MSN 5193လေယာဉ် XYALK ဖြစ်ကောင်အပိသက်ဝယ်ယူဖို့အခွန်များကင်းလွတ်ခွင့်ပြုကြောင်းစစ်ကောင်စီဘက်ကညွှန်ကြားစာထုတ်ပြန်ပါတယ်။ အစိုးရလည်းကိုပြန်လဲပို့ဆောင်မှုမပြုဘဲပြည်တွင်းသုံးစွဲဝယ်ယူဖို့ကြားသိတဲ့ဝင်ငွေခွန်နဲ့ကုန်သွယ်လုပ်ငန်းခွန်တို့ကိုကင်းလွတ်ခွင့်ပြုကြောင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ်မြမလီကျောင်းကနေစစ်ကောင်စီကတနည်းလောက်ရှိပြီးပြန်ယူထားတာမင်းအောင်လိုင်ခီးစင်အတွက်ပဲတည်ရောက်သွားတော့ကအဲ့ဒီလေရင်သုံးတာလို့မြမလီကျောင်းဝန်ထမ်းဟောင်းတအုပ်ကပြောပြခဲ့ပါရယ်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာပြုလုပ်တဲ့ဘင်းစတက်အစည်းအဝေးနဲ့မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံဖို့လာရောက်စဉ်ကလည်းအစိုးရလည်းကိုအတုံးပြုခဲ့တယ်လို့ဆိုပါရယ် Airbus အမျိုးအစား A319 MSN flight 193လေရင် XYALK ငှားရန်အသုံးပြုကအပါဝင်အပိသက်ဝယ်ယူတဲ့ပမာဏကိုသတင်းဌာနကဆက်လက်စုံစမ်းနေစေဖြစ်ပါတယ်။ နိုင်ငံတဘာဝပြီးအန္တရာယ်ကိစ္စများလှုပ်ဆောင်ရမှာအသုံးပြုဖို့ရဟန်းရင်၅ရက်နဲ့ကိစ္စနဲ့နိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုအမြင့်ဆုံးထောင်ဒဏ်15နှစ်ထိချနိုင်တဲ့အာဂရိလိုက်စာမှုတိုက်ဖျက်ရေးဥပဒေပုံမှ55နှစ်မတရားပြုလုပ်ထားတဲ့စစ်ကောင်စီကောင်ဆောင်မင်းအောင်လိုင်ကနိုင်ငံသားခီးစင်များအသုံးပြုရန်လိုဆိုပြီးကိုပိုင်ပုံစံနဲ့လည်ရင်ဝယ်ယူခဲ့တာဖြစ်ပါတယ်။အီတလီနိုင်ငံလီယိုနာဒို SBA ကုမ္ပဏီထံမှ EW139X1 AFD ရဟန်းရင်တစ်စီးကိုဒီ ကျောက်အစိုးရလက်ထက်2019မှာဒီကျောက်အစိုးရကဝယ်ယူခဲ့ပါတယ်လေကြောင်းဆိုင်ရာအချက်လက်တွေရ Airbus လေယာဉ် XYALK ကိုဂျာမနီနိုင်ငံဟမ်ဘတ်မြို့မှာ2012ဇွန်လမှာထုတ်လုပ်ခဲ့တာဖြစ်ပါတယ် 2019မှာမြန်မာ National Airline ကို9ရက်ခွင့်ပေးကြတာဖြစ်ပြီး2015မှာစစ်ကောင်စီခေါင်းဆောင်က၎င်းရဲ့ပြပခီးစဉ်အတွက်အသုံးပြုကြတာကိုတွေ့ရပါတယ်။ပြန်လျှော့အကောက်ကို drawback ဆိုတာကလုပ်ငန်းတဘာဝလိုအပ်ချက်လျောက်ပြည်တွင်းမှာအသုံးပြုဖို့ယင်းစက္ကရိယာနဲ့ပစ္စည်းများကိုပြပမှာရှာရီတင်သွင်းခွင့်ပြုတဲ့စနစ်နဲ့သာမူလနိုင်ငံကိုပြန်ပို့ပါကပေးဆောင်ခဲ့ရတဲ့အခွင့်အရေး၈ပုံ၉ပုံကိုတင်သွင်းသူကပြန်လည်ရရှိတာဖြစ်ပါတယ်။ဒီစနစ်ကိုအစိုးရနဲ့သက်ဆိုင်တဲ့ဌာနများအထူးစီးပွားရေးဆောင်များနဲ့ကုမ္ပဏီများကအသုံးပြုပြီး drawback တက်တန်းကာလမှာနှစ်နှစ် 2မှ3နှစ်ထိသာဖြစ်ပါတယ်။2019ခရီးကပြန်ရော့အကောက်ကွန် dropbus စနစ်နဲ့တင်သွင်းခဲ့တဲ့ Airbus အမျိုးအစား A319 MSN 5193လေယာဉ် XYALK ကလက်ရှိမှာပြည်တွင်းမှာအသုံးပြုနေတာတက်တန်း9နှစ်ခန့်ရှိနေပြီဖြစ်ပြီးလေယာဉ်တက်တန်းမှာ73နှစ်ရှိနေပြီဖြစ်ပါတယ်။ Airbus ကုမ္ပဏီကတင်ရုပ်အစိုးရပိုင်း ABIC နဲ့မိတ်ဖက်ဖြစ်တဲ့ ABIC ကမြန်မာဆက်အာဏာရှင်ကိုငွေကြေးထောက်ပံ့မှုပြင်အခြားလေယာဉ်နဲ့လက်နက်တွေကိုပါထောက်ပံ့နေကြောင်း Justice for မြန်မာဖွဲ့ကထုတ်ပြန်ကြေညာထားပါတယ်။ ဒါကြောင့်ပြည်တွင်းမှာအပြစ်မဲ့အရတားများကိုလေကြောင်းကနေနေ့စဉ်ဘုံကျဲတက်ဖြတ်နေတဲ့မြန်မာစစ်တပ်ရာဇဝင်မှုတွေကိုတိုင်းရိုက်အပြင်တွဲဝိုက်ပြီးတော့ပါ Airbus ကုမ္ပဏီကပူးပေါင်းပါဝင်ကူညီနေတယ်လို့ဆိုပါတယ်။ဒါကြောင့်ပြည်ပရောက်မြန်မာများနဲ့ပြည်တွင်းရှိသပိတ်ဖွဲ့တွေကအဆိုပါ Airbus ကုမ္ပဏီကိုကန့်ကွက်ဆန္ဒပြနေပါတယ်။နောက်ထပ်တစ်ပုတ်မှာနေပြည်တော်မှာ စကိုင်းကလေးကြောင့်ပြက်စီးသွားတဲ့ရုံးဌာနအဆောင်များကိုမူလတိစောက်ခဲ့တဲ့ကုမ္ပဏီတွေကပြန်လည်ပြင်ဆင်တိစောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြေညာတဲ့ကြောင့်တင်ဆက်ပေးပါမယ်။လွတ်တော်ကိုတိစောက်ခဲ့တဲ့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းနဲ့ပိုချုံဟောင်းသားသမီးတို့စစ်ကောင်စီကိုမဆက်သွယ်တော့ပဲတင်းရှောင်နေရလို့လည်းသိရပါရယ်။နေပြည်တော်မှာစကိုင်းကလေးကြီးကြောင့်ပြက်စီးသွားတဲ့ရုံးဌာနအဆောင်တွေကိုမူလတိစောက်ခဲ့တဲ့ကုမ္ပဏီတွေကပြင်ဆင်တိစောက်ပေးရမယ်လို့စစ်ကောင်စီကတရားဝင်ကြေညာပါရယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့အဆောင်များပြန်လည်ပြုပြင်အသုံးပြုရေးနဲ့ အသည့်တည်ဆောင်ရေးကြီးကြပ်မှုကော်မတီရဲ့ပထမကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေးမှာကော်မတီဥက္ကဋ္ဌကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမမောင်ဦးကအဲ့ဒီလိုထုတ်ပေါ်ပြောဆိုလာခြင်းဖြစ်ကြောင်းစစ်ကောင်စီရဲ့ဝါရဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။ဒီပြည်တော်မှာမလ28ရက်နေ့လောက်ခတ်ခဲ့တဲ့သကိုင်းကလေးကြီးကြောင့်အစိုးရဝင်ကြီးဌာနအဆောင်များပြုကြပြစည်းကြရမှာနီလန်သုံးသွင်းနဲ့ပြင်ဆင်တိစောက်သွားမှာဖြစ်ကြောင်း၎င်းတို့နဲ့ရုံးဌာနအဆောင်တွေကိုပြင်ဆင်ဖို့မူလကတိစောက်ခဲ့တဲ့ကုမ္ပဏီတွေကိုတာဝန်ပေးဆောင်ရွက်တာဖြစ်ကြောင်းကာကွယ်ဝင်ကြီးဗိုလ်ချုပ်ကြီးမမောင်ဦးကဆိုပါတယ်။ ဇတိုင်းကလေးကြောင့်ဤပြည်တော်မှာပြိုကျပျက်စီးခဲ့တဲ့အဆောင်များစွာအနက်မှာတမရအိမ်တော်မှာအီဒင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးချစ်ကိုင်ကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပြီးဒုတိယတမရနေအိမ်များနဲ့လွတ်တော်ဥက္ကဋ္ဌနေအိမ်တွေမှာသူကုမ္ပဏီပိုင်ရှင်ဦးတေစာကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နေပြည်တော်ရှိငနေကြပြိုကြပြက်စီးသွားတဲ့ဝနာသိတိအာကစားယုံမှာမက်စ်မြန်မာပိုင်ရှင်ဦးစောစောကတာဝန်ယူတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နေပြည်တော်လွတ်တော်အဆောက်အအုံမှာတော့ ACE ကုမ္ပဏီပိုင်ရှင်ဦးတင်ဆန်းကတည်ဆောက်ခဲ့တာဖြစ်ပြီးဦးတင်ဆန်းမှာစစ်ကောင်စီကိုဆက်သွယ်ခြင်းမရှိတော့ဘဲတင်းရှောင်သွားကြောင်းသိရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်းရွှေမန်းရဲ့သားဒိုးနိုင်မန်းအောင်သက်မန်းနေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးဟောင်းသိန်းညွန့်ရဲ့သားကုမ္ပဏီများမွေးရည်ဝင်ကြီးဟောင်းမောင်မောင်သိန်းရဲ့သားကုမ္ပဏီများပါဝင်နေပြည်တော်ဆောက်လုပ်ရေးလုပ်ကိုင်ခွင့်ညီရရှိထားတဲ့စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့မိသားစုဝင်တွေနဲ့အတိုင်းဝိုင်းတွေကလည်းတင်းရှောင်ကြပြီးတချို့သားစစ်ကောင်စီကိုပြန်လည်ဆက်သွယ်ကြကြောင်းသိရပါတယ်။ ငလေကြောင့်လေစိမ့်ဆက်သွေးတာဝါတိုင်းပြိုကျပြီးနေပြည်တော်လေစိမ့်အေကမ်းမှာပြိုကျမှုအတွက်အဓိကတာဝန်ရှိသူမှာအေရှားဝေါကုမ္ပဏီပိုင်ရှင်ဦးထွန်းမြင့်နိုင်ဖြစ်ပြီး A1 ဆောက်လုပ်ရေးကုမ္ပဏီ UI ထွန်းပိုင်ဆိုင်နဲ့ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ဦးစော်ဝင်းရှိန်ပိုင်ဆိုင်နဲ့အေယာဟင်းတာကုမ္ပဏီတို့မှလည်း၎င်းတို့တည်ဆောက်ခဲ့တဲ့ဝင်ကြီးဌာနရုံးအနေနဲ့စည်ရုံးအဆောက်အဦများမှရှိရလို့သိရပါဗျ။နောက်ထပ်တစ်ပုဒ်အနေနဲ့အရာတွေတိုင်းတွင်းရှိတိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ အုတ်ချုပ်ရည်မှုနဲ့စစ်ကောင်စီပေါင်းပြီးပေါ်တာဆွဲလူတစ်စုတဲ့အပြင်ထောက်ပံ့ခြင်းငွေကောက်ပြီးငွေရိုးပေးစားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ARD တိုင်းပတိန်ခရိုင်ရှိကြည်မြို့နယ်နဲ့လီမျက်နာမြို့နယ်တို့မှာတိုက်ပွဲများပြင်းထန်နေတဲ့အတွက်လူအင်အားလူဝဲချက်ရစစ်ကောင်စီနဲ့၎င်းတို့ခံထားတဲ့အုတ်ချုပ်ရည်မှုတွေပေါင်းပြီးလူတစ်စုပေါ်တာဆွဲကအင်အားစုဆောင်နေကြောင်းသိရပါရယ်။ အမေရိကန်တပ်တော်အေးတော်လန်ဘူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားနေတဲ့ရေကြီးနဲ့လေမျက်နှာမျိုးနဲ့အစံမရင်ကိုဂွေးတော်ကွင်းချောင်းမိတ်တလင်ရွာတည်ကြီးတက်ကြပြင်းတို့မှာစစ်ကောင်စီနဲ့အုပ်ချုပ်ရေးတွေပေါင်းပြီးစစ်မှုထမ်းတသားတက်များအတင်းအဓမ္မစုဆောင်းနေတဲ့အတွက်ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရပါတယ်။ပေါ်တာဝင်ဆွဲတဲ့တိုက်ပွဲအရှိန်မြင့်လာတာနဲ့စစ်တပ်ကဘုံကျဲလို့ရွာတွေမှာမနေရတော့ဘဲမြို့ပေါ်နဲ့ရှမ်းကုန်းဘက်ကိုရွာသားတွေပြောင်းရွှေ့ကုန်ကြပြီလို့ပဋိပံမြို့ကန်တုံးကသတင်းဌာနကပြောပါတယ်။ ဒါအပြင်အုပ်ချုပ်ရေးမှူးချုပ်ကစစ်မှုရန်ထောက်ပံ့ခြင်းလို့ဆိုပြီးငွေကြေးသိမ်းရတဲ့ကြေကန့်ထားပြီးငွေဒိုးချအတူပီးစားကကိုကျိုးအတွက်အသုံးပြုနေမှုတွေရှိကြောင်းဒေသခံတွေစီကသိရပါတယ်။အုပ်ချုပ်ရေးမှူးချုပ်ကလည်းတစိုက်တုံးတွေကိုအိမ်မှာထားခဲ့ပြီးနေအိမ်ရှိမိသားစုဝင်များကိုအုပ်ချုပ်ရေးပိုင်းလွှဲထားပြီး၎င်းတို့ကတော့ရေကြီးနဲ့လေးမျက်နှာမျိုးနယ်ပြီးပေါ်မှာနေအိမ်ငါးပြီးရှောင်တင်းနေကြကြောင်းသိရပါတယ်။ အင်းရောင်ရီတိုင်းတွင်ကြီးပါအုပ်စုများမှအုပ်ချုပ်ရေးမှုတချို့ကနှုတ်ထွက်စာတင်ထားကြတော့လဲစစ်ကောင်စီကနှုတ်ထွက်ခွင့်မပြုဘဲလူသစ်စုဆောင်ခိုင်းပြီးငွေကြေးထောက်ပံ့ခိုင်းနေကြောင်းသိရပါတယ်။